အနုပညာဘဝတိတို့ဤအနုပညာသည်ရှေ၏ Life is short and it is long Hermann von Molka Public Declaration 1880 Van Gogh ပကြီကားတစ်ချက်ကိုခန်းစားကြည့်ခြင်းအနုပညာရှင်သည် သူပြောခြင်းနာသူဖန်ဆင်းခြင်းသောဂီတကို မပြောဘဲငြိမ်သက်နေခဲ့သည့်အတွက် သူရှုံးသည်ဒါကလုံးဝမြင်သာသောအချက်ပါ သို့တော်ထိုရှုံးသည့် အရှုံးစစ်စစ်ဖြစ်သလားထိုရှုံးသည့်ပလင်အမှုပညာရှင်ဤနိုင်ရအောင်မြင်မှုမဖြစ်နိုင်ဘူးလားဗန်ကိုးပကြီးကတစ်ချက်ကိုခန့်စားကြည့်ခြင်းဂျူတခါတော့ကမျိုးသမီးငယ်တယောက်ကကျမကိုမိကွန်းတစ်ခုမေးဘူးသည်ပကြီးကားလေးကိုဘလို့ခန့်စားတယ်လဲတဲ့သူမိကွန်းကရေပူရလူသားတွေအတွက်မိကွန်းလားသို့မဟုတ်ကျမတယောက်တည်းခန့်စားမှုကိုသိကျင်တာလားအဲ့တော့ကွက်ကွက်ပြပြမသိလိုက်ပါ ကျမကကျမတယောက်တည်းဤခံစားမှုနဲ့ဆိုင်သောအမြင်တစ်ခုကိုပဲမေးသည်ဟု ယူဆလိုက်ပါသည်တကယ်တော့ထုံမေးခွန်းမျိုးကို ကျမမကြခဏကြားရ၏မေးခွန်းမေးသူများမှလည်းအမျိုးသမီးလေးတွေဖြစ်တတ်၏ကျမဖတ်ဖို့သည့် Audas Hasley ၏ Essay တစ်ပုဒ် Dos Odd Partitions တဲ့ကသကလုံးများကို သူတို့အာပြောပြရမလားဟုတွေးမိ၏အာယုန်သည့်စွမ်းရည်တကားများကိုဖွင့်ထားတော်သူသည် အမြင်အာယုန်အကြအာယုန်များကို နတ်ရှိုင်းစွာ ခံယူထိုးဖောက်နိုင်စွမ်းရှိသည်ဟုသောအဓိပ္ပာယ်ကိုကျမနှစ်သက်စွာခဏခဏတရိယာနေသောကြောင့်ဖြစ်သည်သို့သောဤကိစ္စ၌ကျမယိုသားဖို့လိုသည်ဟုကျမထင်သည် ထို့ကြောင့်ကျမ၏လူပြိန်အသည့်အမြင်နဲ့ပဲကျမခံစားပုံခံစားနည်းကိုဖြေခဲ့ပါသည် ပကြီကားတစ်ခုကိုကျမခံစားတဲ့အခါကျမအမြဲလုံးလေးရှိတာကတော့ပကြီကားရဲ့အတန်နေကြာရအောင်အာယုံဆိုင်လိုက်တာပါပဲထိုမျိုးသမီးလေးသဝေသဝပြုံးပြီးထွက်ခွာသွားတော့မှ ကျမဒီတက်ဖို့ပြီးတိုက်တိုက်ဝင်ဝင်ဖြေခဲ့ဖို့လိုမလားဟုစဉ်းစားမိသည်ငိန်သက်ခြင်းကပေးနိုင်စွမ်းသောအတတ်များအကြောင်းတနည်းနည်းမှာ သူသိလာမှာပါပဲထိုအခါကျမဤမာရင်းသည်ဖြစ်စေမှန်ကန်သည်ဖြစ်စေပကြီကားခန့်သားပုံကို သူသဘောပေါက်သွားပါလိမ့်မည်ပကြီကားတစ်ခုမှရောင်းတွေပါသည်ဆုတ်ချက်တွေပါသည်အနုအယင်ကူပြားမှုတွေပါသည် ထိုရာများကိုမျက်စိဖြင့်ကြည့်ရင်နားထဲမှကြားရအောင်အာယုံဆိုင်ရတာ မိမှုတက်မှတ်ဖွယ်ကောင်းပါသည်အကြီးကားညင်သက်မှုတိတ်ဆိတ်မှုကိုသူပြသောရောင်များဖြင့်သကလုံးတိတ်ပဲကောက်ယူရတာဖြစ်၍လူကတတတတစီမျောသွားနိုင်လေရှိပါသည် ကျမတို့ကိုစိန်ခေါ်နေသည်ကဘာရောက်မှ ပြမထားသောညင်သက်တိတ်ဆိတ်ခြင်းများ၏အတန်ဖြစ်သည်ညင်သက်တိတ်ဆိတ်ခြင်းအတန်ကိုကျမကြားနိုင်ဖို့ကျမ၏လေ့ကျင့်မှုများကိုဓာတ်ပုံများဖြင့်စခဲ့သည်ဓာတ်ပုံများသည်သူတို့၏နောက်ခံသမိုင်းကိုပြောပြနေကြသည်လို့ရှိသည် အာဂဒသမတယောက်ဤလှူရှာမှုဓာတ်ပုံမှာကျမဗာမြင်နိုင်တယ်လေမြင်နိုင်သမျှတဲမှ သူ့ရင်ထဲကအတန်ကိုကျမနားထောင်ကြည့်သည်ခြေခွေပါတိုင်းနမကျော်ဓာတ်ပုံမှာကျမဗာမြင်နိုင်တယ်လေသူ့ရင်ထဲကအတန်ကိုကျမနားထောင်ကြည့်သည်ထိုင်းပင်ကတဲ့နဲ့မှမြင်ရသောဓာတ်ပုံချိုးမှကွမျက်ခန့်ရနီလူအုပ်စုများဤနောက်ဆုံးဓာတ်ပုံတို့ကိုကြည့်သည့်အခါသူတို့ရင်ထဲကအတန်ကိုနားထောင်ကြည့်သည်သူတို့ကွမျက်ခန့်ရတော်မူသူတို့သိသည်သူတို့မျက်လုံးထဲမှာ ကျမမြတော်ရသည်ရင်ထဲကတန်ကို ပြောနေကြသည်ဗန်ကိုဤအာလူစားသူများပကြီကားကိုမျက်စိမြင်သူတိုင်းခံစားတတ်ကြသည်ညသာစားပွဲတွင်ထိုမိသားစုဤသကလုံးတွင်မှဘာဖြစ်မလဲဟုကျမတို့အားလုံးသိကြသည်ဂျုံခင်းနှဲမှ ကြီးကန်းများပကြီကားကို မြင်သူတိုင်းခံစားတတ်ကြသည်ဗန်ကိုက drug account ထဲဖြင့်စုပ်ချက်များကိုတည်ဖို့ထားခြင်းဖြစ်နေလို့ပဲကောင်းကင်၏အနက်ရောက်လွှမ်းမှုကြီးကန်းများ၏၆လမ်းမှုစသည့်တို့ကို ကျမတို့မြင်နိုင်ပြီးထိုအတန်ကိုကြားနိုင်သည်ထိုပကြီးကားကိုဘန်ကိုကွယ်လွန်ပြီးဇူလိုင်လကရေးဆွဲထားခြင်းဖြစ်သည်ဟုသိလိုက်ရသည့်အခါကျမတို့ဘိုးဘီခံစားလိုက်နိုင်ကြသည်လွန်ခဲ့သည့်နှစ်90ခန်းကထင်သည်နမကျော်ဂီတဆရာဂျွန်ကိတ်သည်၄မိနစ်33စက္ကန့်ဟုသော ဖွဲ့စည်းမှုတစ်ခုကိုပိတ်သက်ရှိမှတင်ပြခဲ့ပူသည်စန္ဒရာဆရာသည်စင်မြင့်ဘေးမှလျှောက်လာပြီးပိတ်သက်အားဦးညွတ်သည် သူဝေယုံ အောက်နားသားကိုသိမ့်ပြီးစန္ဒရာထံကိုနေထိုင်သည် ူ့အိမ်ထဲမှာချိန်မှတ်နာရီလေးထိုးယူပြီးခလုတ်လေးတစ်ခုနှိပ်ခါအချိန်သတ်မှတ်သည်ထို့နောက်စန္ဒယာခလုတ်များကိုစူးစမ်းကြည့်နေခဲ့သည်မှာ၄မိနစ်33စက္ကန့်ကြာသည်အထိဖြစ်သည်အချိန်ဆက်သွားသောအခါသူ့စန္ဒယာဖုန်းကိုပိတ်လိုက်သည်ထို့နောက်ဆင်မြင့်ပေါ်မှထွက်ခွာသွားသည်၎င်းကိုအမှုပညာကိုလက်ခံသူတွေရှိမည်ဒါအမှုပညာမဟုတ်ဘူးဟုညင်ပဲ့သူတွေရှိမည်အမှုပညာမြောက်ခြင်းအမှုပညာမဟုတ်ခြင်းအစီအစဉ်ကြခြင်းအစီအစဉ်မကြခြင်းစသည့်တို့ကြားက နာတတ်မြင်သည် ယခုကမော်ဒန်လွန်ကဲ့မှဝါး၍ဝါး၍လာခဲ့ပြီပြောက်ကွယ်လူမတက်ရှိသည်ဂျွန်ကဲရှိအနုပညာပြပွဲမှာကျမတို့ပေးသက်သည်ဘာကိုကြားရတယ်လဲဘာမှကြားမည်မဟုတ်ပါဇန်နရဆရာကိုတိုင်ကငြိမ်သက်မှုဖြင့်သူ့အနုပညာကိုသင်္ကေတဆန်ဆန် ဖွဲ့စည်းပြခဲ့ခြင်းဖြစ်သည်ထိုငြိမ်သက်မှုသည်အချင်းကိုခွဲဝေသုံးစွဲလိုက်ခြင်းဤတယုတ်ဖြစ်သည်ကမ္ဘာကြီးကိုဖုံးတာသည့်ဖုံးကို၄မိနစ်33စက္ကန့်ဖွင့်ပြထားပြီးပြန်ပိတ်လိုက်တယ်လို့ရှိသည် ရလိုက်သည်များအဖြစ်သည်၄မိနစ်33စက္ကန့်ပဲထိုချိန်တွင်အမှုပညာရှင်သည်ကဘာကြီးကိုဖွင့်ပြပုံဖော်လိုက်ခြင်းမှာပဲတယောက်စီသောပြည်သက်သည်ထိုရုပ်လုံးကိုဖမ်းမှုအာယုံဆိုင်ဖို့ထိုပြင်အချင်းချင်းဆက်သွယ်ဖြန့်ဝေဖို့တာဝန်ရှိသည်မဆက်သွယ်နိုင်သောဂျာကန်နှင့်တခုကိုကန့်တတ်ထားသောအချိန်ဖြင့်ဆက်သွယ်ပေးနိုင်သလားအမှုပညာရှင်သည်သူပြောချင်တာသူဖန်ဆင်းချင်သောဂီတကိုမပြောဘဲငြိမ်သက်နေခဲ့သည့်အတွက်သူရှုံးသည် ဒါကလုံးဝမြင်သာသောချက်ပါသို့တော့ထိုရှုံးသည့်အရှုံးစစ်စစ်ဖြစ်သလားထိုရှုံးသည့်ပလင်ရဲ့အနုပညာဤနှိုင်းရအောင်မြင်မှု မဖြစ်နိုင်ဘူးလားငြိမ်သက်ခြင်းသည့်အနုပညာရှင်ရှုံးလားထိုမေကွန်းကိုဂျွန်ကေ့ချ်ဤနားထောင်သူပြေးသက်နှစ်ပေါင်းများစွာဖြေရှားနေကြလိမ့်မည်ကဘာကြီးဖုံးကိုဖွင့်ပြလိုက်သည့်၄မိနစ်33စက္ကန့်မှာကျမတို့ဘာကိုကြားရသလဲကျမတို့ဒီအတန်များနဲ့နေသားကြနေပြီဖြစ်၍ ငိမ့်သက်ခြင်းကိုခံစားနားထောင်မှုအခက်အခဲရှိနိုင်ပါသည်။အနုပညာတစ်ခုသည်ငိမ့်သက်တိတ်ဆိတ်နေနိုင်၏။ထို့အနုပညာ၏အတန်ကိုကြားအောင် အားစိုက်ရတာကကျမတို့ကိုပြဿနာတွေပုံပေးခြင်းမဟုတ် ပြဿနာတွေကို ဖြည့်ရှင်းနီးချပြလိုက်ခြင်းဖြစ်သည်။ဟောရီမှာတိတ်ဆိတ်ငိမ့်သက်မှုအဲ့ဒီយ៉ាងကပြောနေတဲ့အတန်ကိုနားထောင်အဲ့ဒီအတန်ကိုကြားရင်တခြားအတန်တွေကိုခင်ဗျားတို့ကြားနိုင်ပြီ။ကဘာကြီးတွင်ကြားရသောအတန်တွေရှိသည်မကြားရသောအတန်တွေရှိသည် မကြားရသည့်ကလည်းအကြောင်းမျိုးမျိုးကြောင့်ဖြစ်သည်ဝေးလွန်းလို့မကြားရခြင်းဂျားထဲမှာအကွာအဝေးမချားပေမဲ့တစုံတစ်ခုဥပမာအတန်ကပစ္စည်းဖြင့်ချားထသောကြောင့်မကြားရခြင်းဂျွန်ကေ့ရှိအမှုပညာလို့ဘာမှမပြောဘဲအရှုံးဖြင့်၄မိနစ်33စက္ကန့်ညင်သက်စွာနေထိုင်ခဲ့ရလို့မကြားရခြင်းစသည်ဖြင့်မျိုးမျိုးရှိပါလိမ့်မည်အက်ဗတ်မွန်ကီနမက်ကျော်ပကြီးကသက်ဆက်ခရင်းနဲ့ကျမတို့အတန်မျိုးစုံကြားရသည်ထိုပကြီးကသည် ပကြည်ပေးတက်တယောက်နဲ့တယောက်အကြာဆက်သွဲ့ထားသောညင်သာထင်ရှားသည့်ဂျာကန်ပစ္စည်းဖြစ်သည်ဖုံးကွယ်ထားသောအတန်များကို ဖွင့်ဟပြမည်အမှုပညာများရှိနေသည်ဖြင့်တိတ်ဆိတ်ငိမ့်သမွေအတန်များကို ကျမတို့ကြားနေရမှာပါပဲယနေ့ခေတ်သည့်အတန်တွေမျိုးစုံကြားနေရသောခေတ်ပြည့်ဤရုံးမြတ်ညာအတန်ကွန်ပျူတာအတန်လေရင်တန်ယထာတန်တက်လက်ဖုံးတန်ထိုအတန်တွေကိုအနီးမှကြားနေရသောအခါအဝေးကမကြားနိုင်သောအတန်များပေါ် ာယုံဆိုင်မှုနဲကောင်းနဲနိုင်ပြီသို့တော့တစ်ချိန်ချိန်မှာတော့အတန်မဲ့တော့ပကြီကာဤတန်ကိုကြားနိုင်မှာပါပဲမနေ့ကကျမမိတ်ဆွေတယောက်နဲ့စကားလက်ဆုံးပြောမိရင်ယနေ့ထိထိတ်တန့်ရုပ်ရှင်သုတ်ဆောင်တူပြောစကားကိုသူပြန်ပြောပြပါသည်မချက်တူအောင်မြင်တော့ဇညွေးစရာတူဖြစ်သည်ကျွန်တော်စကားတွေကိုလျှော့ခြင်းနဲ့မျက်နှာနဲ့အမူအရာပဲပြခြင်းနဲ့ဟုတ်ပြောသည်ဟုဆိုပါသည်တိတ်ကောင်းတော့ပေါ့စူးစမ်းကြည့်ရမှာပဲတခုတော့ရှိတယ်ပြောရမယ့်စကားတစ်ခွန်းနေရမှာ မပြောပဲတေးဥဆောင်တဲ့အခါအဲ့ဒါလိုရရောက်ရလားကြည့်ကြည့်အောင်မယ်တကယ်လို့လိုရမရောက်ခဲ့ဘူးဆိုရင်တော့စကားနဲ့ပြောဖို့လိုလိမ့်မယ်ဟုမိတ်ဆွေကပြောခဲ့ကြောင်ကျမကို ပြန်ပြောပြပါသည်ဇန်ညွန့်စရာရိုက်ကွင်းသို့လိုက်ရခြင်းအကြောင်းရင်းတစ်ခုဟုကျမနားလည်လိုက်သည်ထိုရုပ်ရှင်တေးဥဆောင်ကိုကျမကြိုတင်ပြီးအမှတ်ပေးထားလိုက်မိသည်လိုရကိုရောက်အောင်သူပြုမှုတေးဥဆောင်တဲ့ရန်စကားများများပြောဖို့မလို ဟုတ်ပါသည်စကားပြောပြီးအချိန်ကုန်စေမဲ့အစား จิตตุကိုအမူအရာဖြင့်လှုပ်ရှားမှုဖြင့်ပြနိုင်ခဲ့လျင်နှုံနှစ်ဖက်ရာသာရှိမှာပဲငြိမ်သက်တိတ်ဆိတ်ခြင်းသည်ကျမတို့ကနှီးမျိုးစုံဖြင့်ဆက်သွယ်ပေးပါသည် မျက်နှာတို့ဤတိတ်ဆိတ်မှု ပကြီးကားတို့ဤအတန်မဲမှုတို့ကိုကျမတို့ကြားပြီးတော့အခါဂျွန်ကိရှိကန့်တတ်ထားသောအချိန်ကိုကျမတို့နားလည်လာလိမ့်မည်နောက်ဆုံးမှာတော့ကပန်းကြီးတနေရာရာမှအတန်များကိုကျမတို့ကြားနိုင်လာလိမ့်မည် reference listening for silence by Mats Luka, 11 News, Volume 1, Number 43, 15 October 2002.